ဒါတရင်နေအားလုံးကတော့အားလုံးလည်းကြားယူမယ်ထင်ပါတယ်ဗျာနော်ဒီဟိုဘက်ပြောရအောင်လောင်ဖက်ကြတာပေါ့ဗျာ PDF ဒီ ING တွေအဖွဲ့တွေပူဆွေးဝမ်းနေကြတာပေါ့ဗျာလာရှုပေါ့ဒါလာရှုယူတော့တနက်တစ်ချံဖောက်ခွဲနေတဲ့တော့လည်းဟာတရုတ်ကိုဘာပေးရလဲညာပေးရလဲဘာညာဘူးပြောကြတော့ဗျာနော်အာအမတရုတ်ကိုပေးလေဟိုဘက်ကနေကိုကန်နေဟွာရီကနေထွက်ပေးပေါ့ဟိုမျိုးဆွေဘက်ကဝိုင်းထားတယ်ပေါ့ဝိုင်းထားတာမဟုတ် PDF တွေ DNA တွေ GIA တွေတနက်ဖောက်မှာဆိုလို့ဟိုကအနေအကေဘေးရှင်းစွာဖြင့်ကာယံပေးထားတာ ခံရပြေးတာနော်ဒါလည်းဟိုတဘောပေါက်ဖို့လိုတယ်တဘောပေါက်ဖို့လိုကြလားလူတို့စစ်ဆိုတာပြောပြောမယ်ဒီမှာစစ်တိုက်လို့နိုင်မနိုင်နိုင်မဟုတ်ဘူးစစ်တိုက်လို့ဘယ်နှမျိုးဘယ်ဟာဘယ်နေရာဘလောက်ပဲတိမ့်တယ်ဘလို့ပဲဖြစ်ဖြစ်ကျွတ်တော့ငင်းချမ်းအေးချမ်းမှုကိုရေးကြည့်တာတနက်တစ်ချက်မဖောက်ခင်းနေပဲရရဘလို့ပဲရရလင်းခံထားတဲ့မျိုးတွေရပလက်နေပဲရရရောက်ကောင်းနေရရဖို့ရေးကြည့်တာပဲရရမှာပြည်သူလူထုတွေအေးအေးချမ်းချမ်းတော်တော်လောက်လောက်ရှာရှာလှုပ်လှုပ်ရရင်ကျွတ်တော့ကျင်းနေပြီဒါပဲလူရင်းရဒါပဲ အဲ့တော့ဝမ်းနေတာတွေပူဆိုးတာတွေလုံးမနေနဲ့ဟုတ်လားပူဆိုးတော့ကလည်းလောင်မြိုက်မနေကြနဲ့လို့ဟိုဘက်ကနေပြေးပြေးတွေရောဗာတွေရောပြောချင်တာကိုကိုအဖတ်မခံအောင်လားရင်နေရလို့လည်းပြောချင်တယ်နော်နောက်တစ်ချက်ကဦးသိန်းတို့ဒီမှာအခုတွေ့ရတယ်ဗျာနော်အခုဖြစ်နေတယ်တဲ့နတ်မတော်ကပေါ့ဗျာဒီပေါင်900နဲ့ကျဲပါတယ်ဗောနော်ပေါင်900နဲ့ကျဲသွားတယ်တပိတ်ချင်းကိုတဲ့ຫນွေဘိုးရင်ကလည်းမကူဘူးတဲ့ခိုင်နေဝင်လည်းမကူဘူးတဲ့ဖြူထွေးလည်းမကူဘူးရေခဲကြောင်းလည်းမကူဘူးကိုမင်းထွေးလည်းမကူဘူးတဲ့နော်တော့ပြန်ရင်လည်းတဲ့အတိုင်းဆိုင်ရကြမယ်တဲ့အတန်းရှာတယ်ဗောဖြေအောင်မယ်တဲ့မျက်လုံးမကန်းစေနဲ့နားမကန်းစေနဲ့တဲ့ဩ အကြမ်းဖက်တွေခေါအောင်တဲ့နေရာအကြမ်းဖက်တွေရှိတဲ့နေရာအကြမ်းဖက်တွေပြည်သူတွေဆက်ကြီးကောက်ပြည်သူတွေပိုင်နေရရွှေရွှင်းနေဝါးတွေလှုပ်ရှားနေတဲ့နေရာကိုပေါင်900နဲ့ကျဲတာကိုဒီပဒရိတာလှုပ်နေတဲ့သူတွေကငလင်နေပြီးတော့တန်းကြီးရလားဟမ်အဲ့မပြည်သူတွေစီကဒါအကောက်ထားတယ်ဟုတ်လားတပည့်ချင်းမဲ့ကရွှေရွှင်းနေဝင်ရွှင်းနေအဲ့မအများကြီးရထားတာဗျာအပိတ်တဲ့ကျောင်းလားအများကြီးရထားတယ်ဟာဒီမကြီးပဲအဲ့တပည့်ချင်းမဲ့ရွှေကုမ္ပဏီတွေကရထားတဲ့ရွှေတွေနဲ့ဟုတ်လားအဲ့ဒီလူတွေတွေစီကခင်ဗျားတို့လှုပ်လေအဲ့ဒါတွေနဲ့ခင်ဗျားတို့တပည့်ချင်းမဲ့ဘုံကျဲခံရတဲ့ဟိုဟာရိတ်ခါတော့မလားဘာလို့မတော့တာလဲ ဟမ်အဲ့ဒီစီကနေရောက်အောင်တောင်းကြလေဗျာဖတ်ပြမယ်နော်ဖတ်ပြမယ်ခင်ဗျားတို့တပိတ်ကြီးမှာပေါင်ဝဲဟာနဲ့ချဲခံရတယ်ခင်ဗျားတို့တောင်းမဲ့လူတွေစီကိုပေါက်ကိုတော့ပြောပြမယ်ကြားလားထောက်ဖို့ကြီးစားရေးလေဗျာနော်ထောက်ဖို့ကြီးစားရေးဒါလူကြီးတွေတည်အောင်ပြောပြပါခင်ဗျားတဲ့ပြည်သူတွေရဲ့ပစ္စည်းကိုတဲ့အဲ့တို့တချောင်းတော့မယူဘူးဆိုတဲ့မန်ပီဒီအိုင်နဲ့တီအန်လင်ရဖွဲ့တွေရတယ်တပိတ်ကြီးမြို့နယ်ဒီတော့ရလက်ပံပြန့်ရွာလက်ကြရွာတွေမှာရှိတဲ့ ဥမန်းစိန်ပိုင်တဲ့လင်းထိုက်မြန်မာကုမ္ပဏီတွင်တဲ့စက်ယုံနဲ့အင်းတော်မှာကုမ္ပဏီထားခဲ့တဲ့ရွှေပါပြုံးတွေကိုတဲ့အလွတ်တကူယူထုတ်အလွတ်တကူရွှေထုတ်ယူပြီးမှတဲ့ရတဲ့ရွှေတွေကိုတဲ့မန်းပီဒီယာနဲ့ဒီအန်အန်အဖွဲ့တွေကထောက်ပို့တွေဖြစ်တဲ့ခင်ဗျားတို့ခင်ဗျားလာပြီနော်ထောက်ပို့တွေဖြစ်တဲ့ဇော်မင်းဦးနံပါတ်1ဇော်မင်းဦးနံပါတ်2ထွန်းလင်းအောင်နံပါတ်3ဘိုးဦးနံပါတ်4ဘိုးဘိုးနံပါတ်5ကလားနံပါတ်နံပါတ်5ကလားခကျော်စန်းနံပါတ်6 မတ်ကြီးလိုင်းနံပါတ်ခွင်ဖိုးချမ်းနံပါတ်၈ထင်လင်းအောင်တို့ထောက်ဖို့အဖွဲ့မှာမန္တလေးကိုတဲ့တယောက်တလဲစီရွှေလာရောင်းကြတယ်တဲ့ရွှေရောင်းပြီးအပြန်မှာရိတ်ခါတွေပြန်ဝယ်ပြန်တယ်တဲ့မန်ပီရဲ့နဲ့ DNA အဖွဲ့တွေရဲ့လက်နဲ့ခရံရိတ်ခါတွေပါလို့တော့လင်းထိုင်မြန်မာကုမ္ပဏီမှရနေတာဖြစ်ပါတယ်တဲ့ထောက်ဖို့တွေထောက်ဖို့တွေလာတဲ့လမ်းကြောင်းကတပေကျင်းကနေထုံကြီးရွာမှတဆင့်တစ်စိတ်ရွာတစ်စိတ်ရွာမှတဆင့်မန္တလေးမရမ်းကြစိတ်ကမ်းဖြစ်ဖြစ်ဂေါ်ဝေစိတ်ကမ်းဖြစ်ဖြစ် ကောင်းဝင်စိတ်ကပြည့်ပြည့်တဲ့လာပါတယ်တဲ့တခါတလေတခါတလေကြောက်လဲတပည့်ချင်းမကြောင်မြောင်းရွှေဘူလန်းရွှေဘူမစကိုင်းစကိုင်းနာနာဘောက်ကနေလာလာကြတယ်တဲ့ကန်းနံဘက်ကတော့ဒါတော့ဥစဉ်ကတော့ကန်းနံဘက်ကိုကတော့နော်ပို့ထားတာလဲကန်းနံဘက်တရတော့ဥစဉ်ဘီကိုတွေပို့ထားပြီလားဖြစ်တယ်ဗျာနော်ကန်းနံဘက်တွေတော့ဥစဉ်ဒါဌာနဆိုင်ရာအကြီးအကဲတွေစီကိုစားဖိုင်စီကိုလဲဥစဉ်ပို့ထားတာဖြစ်တယ်နော် ကဏ္ဍဘတ်တွေအလုံးစုံတော့ပါတယ်နော်အဲ့တော့မန္တလေးကူတဲ့ရွှေလာရောက်ကြတာပါတဲ့ထောက်ပေါ်လူတွေကိုတော့ဖမ်းဆီးရေးယူနိုင်ငယ်ရင်းနဲ့တပည့်ချင်းမျိုးနယ်မှာရှိတဲ့နေမီကန်ပီရဲနဲ့မန်ပီရဲနဲ့တရားနေအဖွဲ့တွေရဲ့လက်နက်ခရိုင်ရိတ်ခါဖြတ်တောက်နိုင်မှာဆိုတာကိုလူကြီးတွေတည်အောင်နဲ့လာတင်ပြပေးစီခြင်းပါတယ်တဲ့ဥစဉ်ပြောချင်တာကခဏလို့အခုအောင်ရကြီးနဲ့ချဲခိုင်းတဲ့နေရာကိုလေဗျအဲ့ဒီနေရာကိုခဏလို့ရိတ်ခါတွေလိုချင်နေဆိုဆိုးဆိုးကထောက်ပေါ်အကြီးစားတွေအဲ့သူတို့စီကိုတောင်းကြခိုင်နေဝင်စီကိုလည်းမတောင်းနဲ့ဖြူဖြူထွေးစီကိုလည်းမတောင်းနဲ့ကြလားခဏလို့ ဟင်လေကောင်းထွက်မှာပဲရှိရလေ။မောင်တူတူကတူတော်ကောင်းနေလေ။တူတူကတကယ်စစ်မှန်တဲ့ပြည်သူတွေသူပဲလှူမှာပေါ့။စစ်မှန်တဲ့ပြည်သူတွေသူချမှာပေါ့။အကြမ်းဖက်ကိုထောက်ပံ့အကြမ်းဖက်ဥပဒေနဲ့တူတို့ညှိပြီးပဲထောက်ရငါငတုံးကအားတွေမှာမဟုတ်လား။လုံးကဲလို့အားကဲလို့ခံခဲ့ရတယ်လည်းရှိတယ်။နောင်တရတယ်တူတယ်ရှိခဲ့တယ်လေ။နော်။အဲ့တော့စစ်မှန်တဲ့တကယ်အမှန်တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေစီပဲလှူမှာပေါ့။ဘာလို့အဲ့လောက်ငကြည့်ကြခြင်းရလဲ။သောသောကကြောက်ကြောတဲ့ခင်ဗျထောက်ဖို့တွေထောက်ဖို့တွေအများကြီးရှိတယ်။အဲ့ဒီထောက်ဖို့တွေစီကိုအလူခံကြလေ။အဲ့ဒီထောက်ဖို့တွေစီကျမတို့တို့တို့ကျမတို့အကြမ်းဖက်တွေ ညီမတို့နောက်ကတပြေပိုင်းနဲ့ခင်ဗျားတို့ကြိုးတာမဟုတ်ဘူးလားနောက်ကတပြေပိုင်းနဲ့ကြိုးပြီးမှသာကကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုခင်ဗျားတို့အမျိုးမျိုးဖြစ်တာမဟုတ်ဘူးလားအခုမှလောင်မြိုက်ပူဆွေးမနေနဲ့နော်လောင်မြိုက်ပြီးပူဆွေးမနေနဲ့အပြင်းမဲ့ပြည်သူတွေရှိတဲ့နေရာကိုဘယ်တက်မတော်ကမှဘုံမကျဲဘူးစစ်မှန်တဲ့ပြည်သူတွေနေတဲ့နေရာကိုဘယ်တက်မတော်မှဘုံမကျဲဘူးဒါကိုခင်ဗျားတို့မြင်မြတ်တာနော်မြင်မြတ်တာကြနော်အဲ့လောက်ကြီးလဲငါကြီးမကြကြနဲ့ဟုတ်လား ခိုင်းလွေဖို့အိမ်ကလည်းစစ်မှန်တဲ့ပြည်သူကိုလူမှာပဲခိုင်းနှင်းဝင်ကလည်းစစ်မှန်တဲ့ပြည်သူကိုလူမှာပဲဖြူဖြူတွေကလည်းစစ်မှန်တဲ့သူကဘာမို့တယ်ခင်ဗျာရေခဲကြောင်တဲ့တော်မှာသွားပြီခင်ဗျာတို့ကနော်ပြည်တနာရှာရနော်ကြက်လားအဲ့တော့ကွန်မင်းထွန်းကလည်းစစ်မှန်တဲ့ပြည်သူစီဝဲလာမှာတို့တို့နော်သွားပြီခင်ဗျာလူကမတောင်းမနေနဲ့ကြက်လားတန်းတန်းလည်းသွားညှိမနေနဲ့နော်ဒါလေးကပြောချင်လို့ပါဗျာနော်သောသောကကြုံပြောတယ်ခင်ဗျာတို့ပီဒီအက်ထောက်ဖို့လေဒီအနေနဲ့ထောက်ဖို့လေအဲ့ဒီထောက်ဖို့အကြီးစားရေးစီကိုခင်ဗျာတို့အလူခံပါလို့ပြောချင်ပါတယ်ဗျာနော်အားလုံးဒါပါပဲဗျာ ပြည်တော်စုလန်းတလျှောက်ကလက်နက်ကင်အဖွဲ့တွေစုခွာပေးရပွဲရှိတရုတ်ကိုယ်စားလှယ်တွေဂျာဝင်မှုနဲ့လာရှုမှာနာစကတပ်ဖွဲ့နဲ့ကိုကန့်တပ်ဖွဲ့တို့တွေ့ဆုံညှိနှိုင်းပြီးနောက်မြန်မာနိုင်ငံရဲ့အရှိမျောက်ကုံတွေရပြည်တော်စုလန်းမှတလျှောက်ကတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေစုပေးရမယ်လို့သတင်းထွက်ပေါ်လာပါတယ်။မန္တလေးကနေမူဆယ်ထီ EAO အားလုံးစုခွာပေးရန် TNLA ကိုထိမ့်ပေးဖို့ UWSA ကိုတာဝန်ပေးလိုက်ပြီးကြောက်မဲပါစုပေးရန် လာရှုဝင်းကျင်ဖြန့်ခွဲနေရယူထားတဲ့ PDF တွေစီးရေးမဖို့ဆောင်နိုင်မှုအတွက်လုံခြုံရေးကို UWSA နဲ့ NDAA ကပူးတွဲလုံခြုံရေးယူပေးရန် NASA ကအစိုးရမှကိုပိုင်အုပ်ချုပ်ခွင့်ရဝဒေတာနဲ့ကိုကန့်ဒေတာကိုငင်းကျန်းစွာအတူရှင်တွဲနေထိုင်နိုင်ရေးထာဝရငင်းကျန်းရေးအတွက်အမခန့်ချက်ပေးရန်လက်နက်ကင်ပဋိပက္ခမဖြစ်ရေးညှိနှိုင်းရေးကော်မတီဖြစ်တရုတ်အစိုးရကကြားနေဆောင်ရွက်ရန်စောင့်ကြည့်ရေးရုံလာရှုမှဖွင့်လှစ်ထားပေးမှဖြစ်ကြောင်း ယာယီလုံခြုံရေးကာလအဖြစ် UWSA နဲ့ TNAA ကလာရှိုးအနီးယာယီတက်ဆွဲထားပေးပြီးနာဆကတပ်ဖွဲ့တွေနေရာယူပြီးပါကထွက်ခွာပေးရန်ရခိုင်အစိုးရထိန်းချုပ်ထားတဲ့ဝါအုပ်ချုပ်ခွင့်ရမြို့နှမြို့ကို UWSAC အနေနဲ့နာဆကတပ်ဖွဲ့ကသဘောတူညီကြောင်းသတင်းထွက်လာတာဖြစ်ပါတယ်